မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုမကောင်းတဲ့အမှောင်ပြောကတက်တွေပေါ့မကောင်းတဲ့ပါပတက်တွေကိုအိန္ဒိယနေပြီးတော့လက်ထုတ်ပြရတဲ့ဝါစိနေတဲ့ပြည်စီအကြောင်းကိုကျွန်တော်ကနေပြီးတော့ဝေးပြပေးမှာဖြစ်ပါတယ်မိမိတို့အိမ်မှာမိသားစုဝင်တွေပေါ့နော်တယောက်ပြီးတယောက်ဟိုလူကဖျားလိုက်ဒီလူကနေမကောင်းဖြစ်လိုက်ဒီလူနေမကောင်းဖြစ်လို့မှမကြသေးဘူးနောက်တစ်ယောက်ကထပ်ဖြစ်လိုက်ခဏခဏကျန်းမာရေးတွေညံ့နေကြတာတချောင်ချောင်ဖြစ်နေကြတာပြီးရင်နောက်တစ်ခုက အိမ်မှာရှိတဲ့မိသားစုဝင်တွေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ကုန်မရဘူးမျက်နှာချင်းဆိုင်လိုက်ပြီဆိုတဲ့စကားဒီမြအအကြီးနဲ့အငယ်နဲ့မတက်အဲ့ဒါအိမ်နေပူနေအိမ်နေစုနေပါတယ်ဆိုရင်လည်းပဲဒီအမှောင်ပြောကတက်တွေကိုလည်းရှိရှိတယ်လို့ပြောလို့ရတာပေါ့လေအဲ့ဒီအမှောင်ပြောကတက်တွေဆိုရင်လည်းပဲအိမ်နေရနေပြီးတော့အိမ်ပြုံထွက်သွားအောင်လို့တပည့်စီဒီဒီဘွာစိတ်ဒီတပည့်စီနဲ့လက်ထုတ်လို့ရပါတယ်ထို့တူပဲကိုယ့်အိမ်ကိုပိုမလာစေခြင်းနဲ့ဧည့်သည်တွေပါတယ်မရောက်လာစေခြင်းလည်းဒီဒီပည့်စီနဲ့လက်ထုတ်လို့ရပါတယ် ထို့သူပဲကိုယ့်ကိုဒုက္ခပေးမဲ့သူတွေကိုယ့်အိမ်ကိုရောက်မလာအောင်လည်းပဲဒီစီပျက်စီးနဲ့လှည့်ထုတ်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့အဘဆိုင်မင်းတင်ကပြောပြခဲ့တဲ့ဝါစိနေဒီပျက်စီးရဲ့အာနိသင်လေးပဲဖြစ်ပါတယ်။အဲ့တော့ဝါစိနေဒီပျက်စီးလှုပ်ဖို့အရာပထမဦးဆုံးကျွန်တော်တို့ဒီလိုမတ်တက်ဒီပျက်စီးအသေးလေးတစ်ချောင်းလိုပါတယ်။မတ်တက်ဒီပျက်စီးအသေးလေးတစ်ချောင်းပေါ့နော်ဒီလိုအသေးလေးတစ်ချောင်းလိုပါတယ်။အဲ့တော့အဲ့ဒီပြစီရဲ့အနောက်ကလက်ကင်ယူနေရပေါ့လက်ကင်ယူနေရမှာအဝါဟိုတကက်အစိမ့်ဟိုတကက်အနီဟိုတကက်အဲ့ဒါသင်္ဘောစီလေးနဲ့တုတ်လိုက်ပါ ဝါစိမ့်နေပေါ့နော်အဝါတကက်အစိမ့်တကက်အနီတကက်တုတ်ပါပြီးရင်ကျွန်တော်တို့ဒီတပြက်စီးရဲ့အနောက်မှာကျွန်တော်အပေါက်ကလေးပါတယ်အဲ့ဒီအပေါက်ကိုကျွန်တော်လုံအောင်ပိတ်ရပါမယ်အဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့တက်သားစို့ပေါ့တက်သားနဲ့စို့လေးလုပ်ပြီးတော့ဒီအနောက်ကနေပြီးတော့ရိုက်ထည့်ပြီးတော့အဲ့ဒီအပေါက်ကိုလုံအောင်ပိတ်ပလိုက်ပါဒီဝါးတွေကွဲသွားလို့မရပါဘူးဒီအပေါက်လုံမရမှာပေါ့နော်ဒီအပေါက်ကိုတော့လုံအောင်ပိတ်ရမယ်နောက်ကစို့နဲ့ကြဲပြီးပိတ်ပြပါအဲ့တော့ အဲ့ဒါဆိုရင်တော့ဒီအနောက်ကိုလည်းလုံအောင်ပိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါဝါဆေးနေဒီပြည့်စည်ကြပါပြီအဲ့တော့ဒီပြည့်စည်နဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့မကောင်းတဲ့အမှောင်ပြောကတဲ့ဒီကိုလှည့်ထုတ်ပါမယ်လှည့်တဲ့အခါမှာကျွန်တော်တို့ညနေနေဝင်ချိန်ပေါ့အဲ့နေဝင်ချိန်ကိုလှည့်ရပါမယ်အခုဒီလာဒီမှာဆိုရင်ညနေနေဝင်ချိန်ဟာ6:40မိနစ်40နောက်ပိုင်းဟာဒါနေဝင်ချိန်မှာပဲ6:40မိနစ်40နောက်ပိုင်းဆိုရင်နေဝင်ပြီ အဲ့တော့အဲ့လိုအချိန်မှာကျွန်တော်လှည့်ပါမယ်။အဲ့ဒီ6နာရီမိနစ်40ရဲ့နောက်ပိုင်းကိုကျွန်တော်တို့အမင်္ဂလာချိန်လို့ခေါ်တာပေါ့နော်။အဲ့ဒီအချိန်မှာကျွန်တော်တို့မကောင်းတဲ့တက်တွေကိုလှည့်ထုတ်ပါမယ်။ငါတို့အိမ်မှာမကောင်းတဲ့တက်တွေမကောင်းတဲ့အမှောင်ပြောကားတွေရှိရင်ထွက်သွားထွက်သွားဆိုပြီးတော့လှည့်ထုတ်ပါ။လှည့်တဲ့အခါမှာကြမ်းပြင်ကိုထိပြီးလှည့်ရမှာမဟုတ်ပါဘူး။လေထဲမှာနေမြဲဒီပြစီလှည့်တဲ့ပုံစံဟန်ပြုတ်ပြီးတော့အမိုက်တွေကိုအပြင်ကိုလေထဲကနေလှည့်ထုတ်ပြရမှာဖြစ်ပါတယ်။မကောင်းတဲ့အမှောင်ပြောကားအမိုက်တွေကိုပေါ့လှည့်ထုတ်ပြရမှာ။ ထို့တူပဲအိမ်မှာရှိတဲ့တယောက်ကညနေဘက်တွေဆိုရင်ပုံမှန်ခေါင်းတွေကြိုက်တယ်ခေါင်းတွေမူးတယ်ကိုလက်တွေမအီမသာဖြစ်တယ်ကျန်းမာရေးကတချောင်ချောင်ဖြစ်တယ်အာဆေးတွေသွားစစ်တော်လဲဆေးတွေသွားကူတော်လဲပဲယောဂါရှာမင်းရအူညနေပိုင်းဆိုရင်ပုံမှန်ဖျားနေပြီနေမကောင်းဖြစ်နေပြီဆိုရင်လဲအဲ့လူကိုကျွန်တော်တို့နော်ပက်လက်လှန်ခိုင်းလိုက်ဒီအစောကကျွန်တော်ပြောတဲ့အချိန်ပေါ့6နာရီမိနစ်40နောက်ပိုင်းမှာပေါ့သူ့အညာဆောင်ပပလေးတွေအပေါ်ကနေခြုံမိလိုက်ခေါင်းမူပါခြုံရမယ်နော်ခေါင်းမှာကျွန်တော်လုံအောင်ခြုံရမယ် ဆင်အဲ့ဒီအပေါ်ကနေပြီးတော့အောက်ခြေပြားခြေကိုဒီကတိနဲ့လှဲချမယ်။သူ့ကိုတော့ထိပြရမလို့နော်အပေါ်ကပဲလှဲမယ်နော်ရှက်လှဲတာပေါ့ဘောကနေပြီးတော့အဲ့တော့ဘာနေသမီးဘသူပေါ့ဒါမှမဟုတ်လဲဘာနေသားဘသူပေါ့သူ့မှာရှိတဲ့အမှောင်ပြောကားတွေမကောင်းတဲ့ယောဂဝေဒနာတွေကျန်းမာရေးအညံ့တွေဖတ်သွားဆိုပြီးတော့မှအပေါ်ဘက်ကိုဒီမျိုးလှဲထုတ်ပေးရပါမယ်။ဒီအိမ်ဘက်ဘက်ကိုပေါ့လှဲပြရမှာတကားဖွင့်ပြီးတော့လှဲထုတ်ပြအဲ့လိုမျိုးမကောင်းတဲ့ဓာတ်တွေကိုလှဲထုတ်ပြရပါမယ်။အဲ့လိုပဲ ကိုမလာသေးခြင်းနဲ့ဧည့်သည်ကိုအိမ်ကိုမရောက်လာသေးခြင်းဘူးပေါ့နော်ကိုမလာသေးခြင်းနဲ့လူကိုအိမ်ကိုမလာသေးခြင်းဘူးမရောက်လာသေးခြင်းဘူးဆိုရင်လေသူ့ရဲ့မျက်နှာကိုပုံအောင်ပုံအာယုံပြုတ်ပြီးတော့မှသူ့ကိုတက်စီနဲ့လက်ထုတ်ပါတယ်ငါတို့အိမ်ကိုမလာခဲ့နဲ့နေငါတို့အိမ်ကိုမလာခဲ့နဲ့ဆိုပြီးတော့အဲသူ့မျက်နှာကိုစိတ်ထဲမှာပေါ်ပြီးတော့လေထဲကနေပြီးတော့လမ်းပေါ်ကဘကူလက်ထုတ်ပြရပါတယ်အဲ့တော့ညာရှိသလိုသုံးပါအဲ့တော့ဒီဒီပြစီနဲ့ပတ်သက်ပြီးတော့ထူးခြားမှုလေးတစ်ခုကျွန်တော်ပြပြအောင်မယ်တစ်ခါတော့ကကြာပါပြီ၄၅ခွန်းနှစ်လောက်တော့ရှိပြီ ကျွန်တော်စီကိုဒီလက်ပံလှဘကပေါ့နော်လက်ပံလှဘကမိသားစုတို့ရောက်လာတယ်ចောင်းစီယာမိသားစုအဲ့တော့သူတို့မိသားစုဟာသူတို့ရဲ့အိမ်ချင်းအိမ်နဲ့လုံးဝမတည့်ဘူးအဲ့တော့ချင်းအင်ကတယောက်ကသူတို့ပြောပုံရပေါ့နော်ဟိုဗာပညာညာပညာလေးတွေတက်တယ်ပေါ့ဗာပညာညာပညာလေးတွေတက်တဲ့အခါကျတော့အဲ့တော့သူတို့အိမ်ဟိုးတဲ့ဟိုဟာနဲ့ပြစ်လိုက်ဒီဟာနဲ့ပြစ်လိုက်အင်းနဲ့ပြစ်လိုက်နော်အဲ့လိုလေလလာပြစ်တယ်လို့ပြောတာပေါ့သူတို့သူတို့ပြောစကားကိုပဲပြောတာနော်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်တော့အဲ့တော့ ဒါလေးလုတ်ပြီးတော့ဒီဒီဖြက်စင်းနဲ့လှဲကြည့်ပါလားကျွန်တော်ပြောလိုက်တယ်။အဲ့တော့ तू ကအိမ်ရောက်တဲ့အခါမှာ तू လှဲတယ်ပေါ့။လှဲတော့အဲ့ရမှာသူတို့မိသားစုတွေနောင်ချိုရောက်တဲ့အချိန်မှာနောင်ချိုမှာအဲ့လိုပေါ့ဒီဆရာတယောက်ကြီးရောက်သွားတယ်ပေါ့သူတို့နောင်ချိုမှာအဲ့လိုမျိုးအထက်လမ်းနဲ့ပတ်သက်တဲ့ဆရာတယောက်ကြီးရောက်သွားတဲ့အချိန်မှာအဲ့ဒီမှာသူတို့ရဲ့အကြောင်းကိုအဲ့မတယောက်ကိုဝင်ပူးပြီးတော့ပြောတယ်ပေါ့နော်သူတို့မိသားစုကိုတပြက်စီမလဲဘူးပြောပြပါပေါ့နော် သူတို့ကအဲ့လိုတပြက်စီလက်တိုင်းမှာသူ့ခင်ဗျာခံနေရပါတယ်ဆိုတဲ့အကြောင်းအဲ့ဒါဝင်ပြီးတော့ပြောတယ်လို့ကျွန်တော်ဖုံးဆက်ပြီးတော့အဲ့ဒီကြောင်းဆရာမိသားဆိုကျွန်တော်လှမ်းပြောတယ်ဟာဆရာတပြက်စီကအရင်ဆွမ်းတာပဲပေါ့အဲ့လိုမျိုးသူတို့အဲ့လိုအိမ်ဘက်ကဘွားတော်ကတော့အဲ့လိုပြောဟိုတယောက်ကိုဝင်ပူးပြီးတော့ပြောတယ်ဆိုတဲ့အကြောင်းသူတို့ကျွန်တော်တို့ပြောပြခဲ့ဘူးပါတယ်ပေါ့နော်အဲ့တော့အမှောင်ပြောကတက်တယ်ဦးလဲနိုင်တာပေါ့ဗျာလှုပ်ကြည့်ပေါ့အဲ့တော့သူတို့လှုပ်ချခဲ့တဲ့ဖြစ်စဉ်မှန်လားမှားလားတော့မသိဘူးသူတို့ပြောပြတာတော့အဲ့တိုင်းပြောပြခဲ့ဘူးပါတယ်ပေါ့နော် အဲ့တော့ဝါစင်းနေဒီပြည့်စည်လေးကိုလုံးအိုင်ရင်သုံးပါညာရှိတယ်လို့သုံးပါဒါကတော့အဘဆရာကြီးမင်းသိန်းကကျွန်တော်တို့ပြောပြခဲ့မှုတဲ့ပင်ပြခဲ့မှုတဲ့ဝါစင်းနေဒီပြည့်စည်အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအိမ်မှာတချောင်းတော့ဆောင်းထားတင်တာပေါ့နော်တခုရှိတာကသူကတော့လေထဲမှာပဲလှည့်ရပါတယ်ကျန်းကျင်ကိုလုံးဝမလှည့်ရပါဘူးเนาะပြီးရင်တော့တင့်တော်ရနေရာလေးတနေရာမှာတင်ထားပေါ့ဒါလေးကိုเนาะ